တော်သားလေးသိန်းခွဲအထိစုရခွဲယူရမယ့်အခွင့်အရေးကိုမလို့ချင်တော့ရှင်ဒီဗီဒီယိုကိုပြန်ကြည့်လိုက်ပါအဲ့ဒါကတော့ Binance ရဲ့ The Future Master Arena လို့ခေါ်တဲ့ trading ပွဲကြီးတစ်ခုဖြစ်တယ်အဲ့မှာဆိုလို့ရှင်ဒေါ်လာလေးသိန်းခွဲတန်တဲ့ token တွေကိုစုအနေနဲ့ခွဲပေးမှာဖြစ်ပါတယ်ဒီပွဲကြီးက Binance ကိုအခုမှစတော့တဲ့ crypto beginner ဆိုလို့ရှိရင်တော့မပါသေးရပါဘူး ဘာဖြစ်လို့လဲဆိုတော့လောက်ရမယ့်အစစ်တွေကအရန်ကိုရွှေ့ရှင်လို့ဖြစ်ပါတယ်။လောက်ရမှာကတော့၃ခုပဲရှိရဲ။အဲ့ဒါကတော့ပထမအစစ်အနေနဲ့ဒီ arena ကိုသွားပြီးတော့ try ရမယ်။ပြီးတော့လို့ရှိရင်တော့သူပေးထားတဲ့ test တွေကိုလောပြီးတော့ cherry ဆွေးရပါမယ်။ကိုက eligible ဖြစ်တယ်ဆိုလို့ရှိရင်တော့နောက်ဆုံးမှ reward တွေရမှာဖြစ်ပါတယ်။ဆိုတော့ဒီ arena ပွဲချစ်ကိုဘယ်လို try ရမလဲဆိုတော့ tutorial ပြပေးပါမယ်။ finance day of is solution ဒီဘက်က future share ကိုဝင်လိုက်မယ် future speed တော့လို့ရှိရင်ဒီဘက်တောင်းမှာအဆက်လေး30ရှိရပေါ့အေရကိုဝင်လိုက်မယ် ။လူမိသားစုရှိရင်နည်းနည်းလေးအောက်ဆွဲချလိုက်ရင်ဒီမှာ future arena ဆိုတာလေးရှိရပေါ့နော်။အဲ့ဒီတဲကိုဝင်ရမှာဖြစ်ပါတယ်။ဒီလိုရှိရင်တော့ဒီမှာ join now ဆိုတာလေးရှိရဲ့အဲ့ဒါကိုနှိပ်လိုက်ရင် join မိတာခဲ့တာပါပြီ okay join မိတာပြီဆိုတော့ cherry ကိုဘယ်လိုဆွေးအောင်လဲဆိုတော့ကိုပြောပြပေးပါမယ်ခြေစုဖို့အတွက်နည်းလမ်းတစ်ခုရှိရပါတော့တစ်ခုကတော့ဒီတောင်စုံက regular test တွေမှာရှိရဲ့အဲ့ဒါကတော့သူပေးထားတဲ့ test တွေကိုလုပ်တဲ့ဆိုလို့ရှိရင် cherry ရမှာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်တော့ခြေက9ခု15ခုအခု20ဆိုပြောရရပါတော့ ဒီအောက်ဆုံးကဟာကကျတော့အရေးကြီးရယ်အဲ့ဒါကကျတော့ကိုကဒီပွဲကြီးမှာ trading လုံးဝမလုပ်ဖဲနဲ့ point နေစုလို့ရတာဖြစ်တယ်ဆိုတော့တော်လို့စေ join down ကို make ခဲ့မယ် join down ကိုနှိမ့်လိုက်တာနဲ့ဒီဘက်က better fee ဆိုတာကိုရောက်သွားရပါတော့အဲ့ဒါကတော့ချေစုလို့ရတဲ့နောက်ထပ်နည်းလမ်းတစ်ခုဖြစ်တယ်ဒီမှာဆိုလို့ရှိရင်သူ battery တစ်ခုချင်းစီရှိတယ်အဲ့ဒါတွေကတော့ trading ကိုရိုက်လုပ်ဖို့လိုအပ်တယ်ပေါ့နော်အာ trading လုပ်ရတယ်ဆိုတော့ gary ကို beginner ဖြစ်နေတဲ့အတွက်ကြောင့်မလို့ trading မလုပ်ရှင်ဘူးဆိုတော့ရှိရင်တော့ဒီဟာတွေကို join ုံနဲ့ခုနကပြောခဲ့တဲ့ဒီအောက်က a test တွေကိုလုပ်ပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ဖွင့်နေရတာဖြစ်ပါတယ်ဆိုတော့ဒီ arena ကိုဘယ်လိုမျိုးကြားရမလဲဆိုတာလည်းပြောခဲ့ပေးပြီး Jerry ဘယ်လိုဆွေးရမလဲဆိုတာလည်းပြောခဲ့ပေးပြီးဆိုတော့ဘယ်လိုမျိုးလူတွေက Elizabeth ဖြစ်ပြီးရွေးရမလဲဆိုတာကိုဆက်ပြီးပြပြပေးပါမယ်။ အဲ့ဒါကတော့ user တွေအနေနဲ့ဒီ future master arena ကို join ကို join ထားရမယ်ပြီးတော့လို့ရှိရင် regular test day but the fees တွေကနေပြီးရရတဲ့ cherry ကိုဆုထားရပါမယ်အဲ့ဒါဆိုလို့ရှိရင်တော့ future master ranking ကနေပြီးရ user တွေကို rank cloud ပြီးရ through ဒီ rank alive ပေါ့နော်ဒီဟာ if you what day ခွဲပြီးတော့မှဖြစ်ပါတယ် ဒါကတော့ဒေါ်လာ၄သိန်းခွဲတဲ့ကခွဲပြတော့မှဖြစ်ပါတယ်။ဆိုတော့ Elizabeth ဖြစ်တဲ့ user ဆိုတာပါလေဆိုတော့ဒီ Future Master Arena ကိုလည်း join ထားရယ်ပြီးတော့လို့ရှိရင် Binance ပေါ်ပါ Future Trading Volume ကအနည်းဆုံးဒေါ်လာ900ရှိမယ်ဆိုလို့ရှိရင်တော့ Elizabeth user ဖြစ်ပါတယ်။အကယ်၍ကိုကဒေါ်လာ900မဟုတ်ဖဲနဲ့ဒေါ်လာ900အခေဆိုလို့ရှိရင်တော့နောက်ထပ် Airdrop Price Pool ဆိုတဲ့ဟာကိုထပ်ပြီးတော့ဒီကနေပြီး reward တွေရအောင်မှဖြစ်ပါတယ်။ ဆိုတော့ star တွေဆိုတာကဘာဖြစ်လို့အရေးကြီးရလဲဆိုလို့ရှိရင် rent alike ပေးတယ်ဒီ reward တွေကကွာရဲပေါ့နော်အာပထမဆိုလို့ရှိရင်ကျတော့ဒီ final price ဘူးရဲ့25%ဖြစ်တယ်အာဒီမှာကြည့်မယ်ဆိုလို့ရှိရင်သူကဒီပထမရနေတဲ့သူကအာဒေါ်လာ5000ပတ်ဝန်းကျင်ရနေတာတွေ့ရလိမ့်မယ်ပေါ့နော်အာပြီးတော့ဒီနောက်ဆုံးဒီ50ကနေပြီးတော့တရားအတွင်းဆိုလို့ရှိရင်တော့ final price ဘူးရဲ့10%ကိုရမှာဖြစ်ပါတယ် တရားရဲ့နောက်ပိုင်းကတော့ Ten Star Shield နဲ့ Final Price Blue ရဲ့0.2%ကိုပဲရမှာဖြစ်ပါတယ်။အဆိုတော့ Rank နဲ့ Yard Blue ကများလေခဲ့တဲ့ Chocolate Blue Cherry နဲ့များစုတွေပို့ပြီးကောင်းလေဖြစ်ပါတယ်။ Okay, campaign ချက်ကတော့တလောက်ပါပဲ။အာဒါကိုဘာဖြစ်လို့ join တင်တာလဲဆိုတော့ဒီ future trading ဖြစ်တဲ့အတွက်ကြောင့်မလို့ eligible ဖြစ်ဖို့ဒေါ်လာ900 trading volume က leverage ယူလိုက်တဲ့ဆိုလို့ရှိရင်သိပြီးတော့မကက်ဘူးပေါ့နော်။ ပြီးတော့ transfer ရှိအောင်လည်းဒီ eligible ဖြစ်တယ်ဆိုလို့ရှိရင် price ပူတဲ့က reward ရမှာဆိုတော့သိပြီးတော့ payment ပမ်းပန်းကြီးလောက်ရမှာမဟုတ်ဘူး။အာဆိုတော့အဲ့ဒီအတွက်ကြောင့်မလို့ပေါ့နော် beginner ပဲဖြစ်ဖြစ် pro ပဲဖြစ်ဖြစ်ဒီ arena ကို join တင်တယ်လို့ထင်နေပေါ့နော်။ဆိုတော့ finance account ရှိပြီးသားသူဆိုလို့ရှိရင်တော့ဒီ arena ဘုံမဖြစ်မနေ join မှာ finance account မရှိသေးဘူးဆိုလို့ရှိရင်တော့ crypto maker referral code ကိုသုံးပြီးတော့ finance account တက်ကိုဖွင့်ပြီးတော့ join လုပ်ရပါတယ်။ ီလိုမျိုးဖွင့်မယ်ဆိုလို့ရှိရင် Binance ပေါ်မှာ trading fees ကို lifetime အနေနဲ့20% discount လဲရမယ် giveaway တွေလဲရမယ်ပြီးတော့ဒီ campaign ကနေပြီးရောအာ new account တွေတက်ပေးတယ် point တွေကိုလဲရအောင်မှာဖြစ်ပါတယ်ဆိုတော့အများကြီးအကျိုးရှိရပါတော့ Okay ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့တော်တော့ပါပဲ crypto mate ပါ no video မှာပြန်တွေ့ရပါတော့